အားလုံးမင်္ဂလာပါရှင်။လာမင်းရဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြန်ချစ်ဆုပါရယ်။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရေးသူအကောက်ဆော်ရေးသားထားတဲ့ပညာသည်အဖွာဆော်နဲ့တရားမွေးတဲ့အဖမဲစီစာစဉ်6ဆက်လက်ပြီးထောက်လင်းပေးမှာဖြစ်ပါရယ်။ပရိသတ်များအားလုံးကဇလန်းလေးကိုနောက်ဆက်လို့အားပေးပါအောင်နော်။ကိုဖိုးဆော်ဆုံးပြီးရနောက်ဒေါ်လာသူ့သားငယ်ပပိုင်ကိုတိတ်ကွက်ထဲမှာမထားချင်လို့ အဖွားအိမ်မှာလာထားတာဗျကျုပ်ကလည်းတယောက်တည်းပြင်းနေရလို့ဆိုတော့ပိုက်ပိုက်နဲ့ကျုပ်နဲ့အဖော်ရသွားတယ်ဆိုပါတော့ပိုင်ပိုင်နဲ့ကျုပ်ကအသက်နည်းနည်းကွာပြီမိနှစ်ယောက်စလုံးကယောက်ျားလေးဆိုတော့အဖွားချက်နဲ့ဂျွန်းပြအောင်ကိုစောချရီကျုပ်တို့ကရွာစုံမဲ့ကြရီဆိုတော့ခြံကြီးတွေဟာအကျဲ့ကြီးဗျအဖွားမကဲရမရဲ့ခြံစိုးငါးအေက6အေကနီးပါးလောက်ကိုရှိပါလိအဖွားစိုက်တာပြိုးတာဝါသနာပါတော့ခြံထဲမှာလည်း တီးပင်စားပင်နဲ့အပြည့်ပေါ့ဗျာညနေရောက်ပြီဆိုရင်တော့ပိုင်ပိုင်နဲ့ကြုံနေအဖွားဆိုင်ထားတဲ့အပင်တွေရေးလိုက်လောင်းသွားတယ်အပင်တွေကိုရှင်းထမ်းပြီး လိုက်ပြီးလောင်းသွားတော့အချိန်တနာကြီးနှစ်နာရီလောက်ထိကိုကြာပါလေအဖွားတို့ခြံမင်းမာနဲ့ခြံကျဲကြီးတွေရှိတယ်ကျုပ်တို့ခြံနဲ့တုံးညံကြော်လောက်မှာအဘမဲဆိုးတဲ့လူကြီးပိုင်နဲ့ခြံကြီးတစ်ချက်ရှိတယ်အဘမဲတို့ခြံကလည်းအကျဲကြီးပါအဘမဲရ အသက်60-90လောက်ရှိရောပေါ့ဗျာသူနာမည်အရင်ကတော့ဦးတည်ဆန်းဆိုလာဘာလာပဲဗျဒါပေမဲ့ရွာတွေကလူတွေအကုန်လုံးအဘာမဲပဲခေါ်ကြတော့ကျုပ်တို့ကလည်းအဘာမဲပဲခေါ်ကြတော့ဒီအဘာမဲဆိုတဲ့အတိုင်းသူ့အသားကမဲနေနေရပဲဗျကလာလည်းမဟုတ်ဘူးနော်ဗမာလူမျိုးပဲဒါပေမဲ့အသားမဲတာကမှမီးသွေးနဲ့ဒဲအိုးဖင်ကအဖေခေါ်ရလောက်အောင်အသားမဲတာပါ အဘာမင်းရဲ့ဆရာကအကျန်းဆရာကြီးဆိုပဲဗျအကျန်းဆရာကြီးဆိုတော့အောက်လန်းဆရာကြီးကိုခေါ်တာပါကျောက်တော့ဘက်ကတော့အောက်လန်းလို့မပြောရဲဘူးဒီတိုင်းအကျန်းဆရာကြီးလို့ပဲခေါ်တယ်သူကူးတဲ့စေးမုံနီနီတွေကိုစေးကျန်းလို့ခေါ်တယ်ဗျဟိုကရင်နမ်းမဆက်သွဲရမကောင်းခင်စေးဝါးတွေမပေါများခင်တော့ကဆိုရင်သူစီကစေးကျန်းတွေဝယ်ပြီးတောက်ရလိမ့်ရတယ်ဗျအဲ့ဒီအကျန်းဆရာကြီးစီကအဘာမင်းရပညာတော်တော်ရလိုက်တယ်ဆိုပဲ အဘမင်းရသူ့ channel မှာတရေတွေမွေးထားတယ်လို့လေလူတွေပြောကြတယ်။အရင်ကတော့ကျုပ်တို့ကိုရင်းမကြုံဘူးပါဘူး။သူမျိုးတွေပြောတာကြားဖို့ဒီပြောရအောင်မင်းအဘမင်းရဲ့ချက်ညာတော်တော်ကျေတာပါ။ကျုပ်တို့ငငယ်တုန်းကတော့ဆန်စီရိုးတွေပါပြီးမခတ်ကြဘူး။ချက်ကြီးတွေကကျဲတော့ချက်စီရိုးခတ်ရင်ဝါဖို့နဲ့တင်မွေးလောက်တယ်မှတ်လား။တဲ့အိမ်နဲ့တဲ့အိမ်ကိုရင်လမ်းကနေမသွားပြီး ဟိုလူချံဒီလူချံကနေဖြတ်သွားကြတော့များတယ်။တချို့ဆိုဒီချံကနေဟိုဘက်ချံကိုဟိုဘက်ချံကနေဒီဘက်ချံကိုနေအလုံးဖြစ်ရောပဲ။အဘာမဲချံကြီးကကျုပ်တို့လမ်းနေကားလမ်းနဲ့ရှားမှရှိတယ်။ကျုပ်တို့ရက်ွက်ထဲရနေကားလမ်းမှာဘက်ကိုသွားချင်ရင်လမ်းအတိုင်းပတ်သွားတာထက်အဘာမဲချံနေရနေဖြတ်သွားရင် ပုံမြန်နေ။အဘာမဲကလူတွေမဲတာမဟုတ်ဘူးပြု။သူနေတဲ့အိမ်ကြီးကလေအမဲကြီးဖြောင်း အဘမဲအိမ်ကရေနံကြီးဝါနေအောင်တုတ်ထားပြီးတက်သားနှစ်ထပ်အိမ်ကြီးခုနဖြက်လန်းကအဘမဲအိမ်ကြီးရဲ့ခြေရဲနှောင်းကဖြတ်သွားပြီးပထမဆုံးကြုံတာကတော့ပဲပြုတ်တဲ့ဒေါ်တုတ်ပဲဒေါ်တုတ်လို့ခေါ်ပြီးမြလူကပိမ့်ပိမ့်ပပပါသူကသုံးရက်ကွာကနေလာရောင်းနေကျောတို့စီလာဖို့ဆိုအဘမဲခြံကြီးတဲကောင်နေဖြက်ရတယ်ကျောတို့ငငယ်ကမနဲ့ခင်းလို့ပြောရင် မနဲ့9နိုင်6နိုင်လောက်ကိုပြောတာပါ မနဲ့ဆော့ဆော့လို့ပြောရင်တော့ အဲ့ဒီမနက်3နာရီ4နာရီကိုပြောတယ်ငငယ်တော့ဖဲပြုတ်တယ်ဟာအနှစ်ယောက်ရှိတယ်တော်တော်ကမနက်စောစောလာပြီးတော့နောက်တစ်ယောက်ကတော့မနက်ခင်းမိုင်းမှတော့လာတယ်အဖွားမကရင်မကညဆိုစောစောအိပ်ပြီးမနက်ဆို3နာရီလောက်ဆိုရင်နှိုးပြီးခမင်းအိုးတိတ်ချက်ပြုတ်ပြီး4နာရီလောက်ဆိုဖျားစွန်းတော့ကတ်နောက်တော့ဈေးထွက်ရောက်ဖို့ပြန်နေဒါကြောင့်ပဲပြုတ်ဆို4နာရီလောက်လာရောက်နေတော်တော်စီကအမြဲတမ်းကိုဝဲတယ်တရက်တော့ ဒေါက်တာကအတန်ပြဲကြီးနဲ့អော်ပြီးအိမ်ထဲကိုပြေးဝင်နေအိမ်နေရဲ့ကျုပ်တော့လက်မယုံနှိုးသွားတယ်သူ့ပုံကတော်တော်ထိတ်လန့်နေရပုံပဲဗျမျက်လုံးပြူမျက်စံပြူနဲ့ဖြစ်ရတယ်ပဲပြုတ်တောင်းကြီးနေဓာအိုးကလည်းအလဲလဲအပြုတ်ပြုတ်တွေဖြစ်လို့ပဲပဲပြုတ်တွေလည်းမပါတော့ဘူးအဖေါ်ကရင်မန်းနေဘာတွေတိုက်ပြီးဖျားစားတွေရွတ်ဖက်ပေးလိုက်ရတယ်ဟဲ့မတော့စောစောစစ်စစ်ဘာဖြစ်လာတာလဲတော်တော်ကရေကွက်ထဲကရှိကုန်ဝေါကနေမောတောက်ပြီးအောင်မှာ တရဲချောက်ခန်းလိုက်ရလို့မက်ကရမရင်အလိုဘေးရတရဲကချောက်လို့လိုက်ပြမိလေပြောမနေပါနဲ့တော့မက်ကရမရင်သုံးရက်ကွက်ကတက်လာပြီးကားလမ်းကိုဖြတ်လို့အဘာမဲကြီးခြံထဲရောက်နေဖြတ်ချလာခဲ့တာထမ်းမဲကြီးနားလဲရောက်ရော ခေါ်သားကြားတာနဲ့အဘာမဲကြီးများခေါ်သလားဆိုပြီးဟိုကြည့်ဒီကြည့်ကြည့်နေတော့ထမ်းမဲပေါ်ကနေမဲမဲကြီးနှစ်ကောင်ကဇောက်ထိုးကြီးဆွဲပြီးဆင်းလာပါလိမ့်ရောကျမလည်းကြောက်ကြောက်နဲ့ခြေကုန်ပြေးမဲ့လောက်တော့ သူတို့ကပဲပြုတ်တောင်းကြီးကိုလက်နဲ့ဆွဲထားတယ်။သူတို့ခြေတွေလက်တွေကသရေပြားကြီးလိုကြွကြွရဲ့အနှက်ကြီးလိုပျောက်ပျောက်ချောချောကြီးပဲမက်ကရင်မရင်။ကျမဖြင့်အခုတော့ကြက်သိန်းတွေထလာတယ်။သူ့ကိုဝိုင်းဆွဲတော့မှနေကန်ရုပ်ပြစ်လိုက်တာ။ပဲပြုတ်တောင်းကြီးမှောက်ကျသွားပါရော။သူတို့ကမြေပေါ်ကျတဲ့ပဲပြုတ်တီအငန်းမရလူစားနေကြတဲ့အခိမ်မှာကျမလည်းတောင်းကြီးပြကောက်လို့အသက်လူပြေးလာရတာပဲရှေ့။ငါတို့တော့အဘမဲချန်ကနေ ဖြန့်နေကြပါ၏ဘာမှလည်းမတွေ့ဘူးညီကန်နေနေရနေမှာဖရာတရားမြမြလောက်ပေါ့အရာတွေရနေထိုင်ပြီးနားထောင်နေတဲ့ကျောက်ကခြေနောင်ထဲကထွက်လိုက်တယ်အဖွားလည်းဗျအဖမေကခြေထဲမှာတရေကြီးတွေမှွေးထားတာအဖွားမသိဘူးလားဗျဟိုတော်တော်အနိုင်နဲ့ပြောသေးတယ်သူ့အဖေဦးတည်ထုံးကြီးမသိခင်ကတခါပြောဘူးတယ်ဗျအရေးဆိုင်မှာတရေကြောက်လာမကြောက်လားငင်းကုန်ပြီအလောင်းအဆောက်ဖြစ်ကြ යි တရေမကြောက်တဲ့လူက အဖမဲခြံနေရနေဘူးဒီသွားခိုးရမယ်လေဗျအဲ့ဒီလိုကလည်းလက်ခံလိုက်ပြီးညရောက်တော့အဖမဲခြံကြီးတဲ့ခိုးဝင်လို့ခြံနောက်ဘက်ကဘူးဒီတလုံးခိုးစုပ်ပြီးပြန်ထွက်လာခဲ့တာဒီအချိန်အဲ့ဒီထိုင်းမင်ကြီးဘော်ကနေတရေကြီးနှက်ကောင်ကလင်းလို့ကြီးတွေပြန်ဆင်းလာတယ်လို့မျိုးပြန်ဆင်းလာတာလေဗျအဲ့ဒီလိုလေကြောက်လို့သေးသေးပါထွက်ကြကုန်နေအင်ရောက်တော့လေခေါနီရလောက်ဖြားတယ်တဲ့အဖွားရေလူတွေပြောတာကတော့ အဲ့ဒီထမ်းမကြီးမှာအဖမဲမွေးထားတဲ့လင်းတို့တရက်လင်းမရနေတယ်ဆိုပဲဗျကျုပ်ထပြောတော့အဖကကျုပ်ကိုမှန်နေနေစမ်းမငလင်းရင်အမှုသမားပြောတာတွေကိုနေမှုရှုံနေတင်ထွန်းကမသိခင်နေကယူကြောင်မူကြောင်ဖြစ်နေကနေမသိဘူးလားဟာကျွန်တော်တကယ်ပြောတာအဖရဲ့ဒေါတုတ်ကြီးလက်ကြောက်ကြောက်နေဟုတ်မေဟုတ်မေဒါဆိုကျမနဲ့တွေ့ခဲ့တာလေအဲ့ဒီလင်းတို့လင်းမရတရက်ပဲဖြစ်မေ တော်ပြီကြောက်တော်ပြီနောက်ဆိုအဲ့ဒီခြံနေရနေမဖြတ်တော့ဘူးအဖွားကတော့ဘေးနာထိုင်းနေတဲ့ကြောက်ကောင်းကိုလက်ဆက်နေတောက်ကနေခောက်လိုက်တာပဲဗျာကြောက်ကတော့ဘာဖြစ်လို့ကြောက်ကိုခေါက်ခေါက်မှလည်းမသိဘူးထူးခြားသွားတာကတော့နောက်တစ်ပတ်နှစ်ပတ်လောက်ထိပဲပြုတ်မစားရတော့တာပဲကြောက်ကပဲပြုတ်တိတ်ကြိုက်တာဗျာပဲပြုတ်ကိုစက်တုံစိမ့်နေပပလိထဲလို့စီလေးစားလေးစမ်းလို့တုံစားရတာလေးကြိုက်တယ်ထမင်းပူပူလေး ပဲပြုံလောင်းထက်ပြီးစီစားထက်လို့နေစားရတာလေကြိုက်တယ်။ပဲပြုံနဲ့နမ်းများဆိုလို့ကတော့၃ရက်လောက်ကိုကုံအောင်စားတာပြီ။အခုပဲပြုံမစားရတော့မနှက်စားတော့စားချက်စိတ်မရှိတော့ဘူး။အဖွားလေဗျာတခါလာလေငချောက်ဖို့တခါလာလေငပိချက်နဲ့ပဲပြုံလေးပါလိကျေးပါအောင်မြ။ဟဲ့ငလိငယ်မတ်တော့ကဒီဘက်ကိုပဲပြုံမှလာမရောက်တော့တာဟဲ့။အဲ့ဒါနဲ့ကို၆လောက်လိုက်လို့ဖြတ်တာ။ဘယ်နဲ့လူကြီးကအသာထိပ်ပြောတာကို နင်ကဘူးမသိဘာမသိနေစွဝင်ပြောတော့မတော်အဲ့ဒီခြံနေရနေဖြတ်ပြီးတို့ရက်ွက်ဘက်လာရောက်မာတော့မလားဟဲ့နင်ဟာလီအမြတ်ပြဒနာကိုရှာရင်းငယ်နေဟဲ့ဩဒါကြောင့်အဖွားကအဘမဲကြီးခြံနေဘာမှမရှိတယ်လို့လို့ဘာလို့လို့ပြောတာကိုကျောက်ကလင်းတို့လင်းမရတဲ့ရဲ့အကြောင်းပြောလိုက်လို့တော်တော်ကြီးကြောက်လက်ပြီးမလာရဲတော့တာတော့ဖြစ်မင်းအဘကကျောက်ကိုစူတာစူပေးမင်းတိတ်ချက်တာပါဗျာဈေးရောက်ထွက်ခံနေ ပဲပြော့ဝဲစားဆိုပြီးပတ်ဆက်ပေးထားခဲ့တယ်။ဒေါက်တော့ပဲပြော့မရတော့ပေမယ့်မနက်ခင်းပိုင်းလာရောက်တဲ့ပဲပြော့တဲစီရနေပဲပြော့ဝဲစားရတော့တာပေါ့ဗျာ။အဲ့ဒီနောက်ပိုင်းတွေကအဘမဲခြံထဲရဖျက်ရင်ခတ်တုတ်တုတ်လေးဖျက်ရတယ်။ဖျက်တော့ပြူတော့နေဟိုအပင်ကြီးပေါ်ကဆင်းလာမလား။ဒီအပင်ကြီးပေါ်ကနေပြုတ်ကြလာမလားဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့တွားရတာပဲ။ဒါပေမဲ့ဘာမှတော့မတွေ့ပါဘူးဗျာ။ကျုပ်စိတ်ထံတော့ အဲ့ဒီချမ်းကြီးတဲ့ကနေတာမန်ဖြတ်သွားဖြတ်လာလို့တိလူတွေကိုခြောက်လန်းပုံတော့မရဘူးလက်စော့ခြေစော့လုပ်တဲ့လူကမှတရေကြီးတွေက ထွက်ခြောက်ပုံမင်းဖြစ်ချက်တော့ပိုင်ပိုင်နဲ့မှတွားတွေတော့တာပဲဗျဒီကောင်လေးကလက်စော့ခြေစော့တိတ်ရှိရဲ့ကောင်ပဲဗျအဲ့ဒီနေရာကျောင်းကအပြန်ဘောလုံးဝင်ကန်နေသေးရနေညနေ9:00ခွဲလောက်မှအိမ်ကိုပြန်လာတယ်ပိုင်ပိုင်ကဘောလုံးဝင်ဖေးမှထိုင်ဆောင်နေတယ် ကျုပ်ပြန်လာတာမြင်တော့အားတက်တယောနဲ့ကိုလင်းကိုလင်းတင်မောသီးမဲမစားချင်မို့လားဟာစားချင်တာဘောကွာဘဲမလေးပြမယ်ပြမယ်ကျွန်တော်မနေ့ကတွေ့ထားတာတင်မောသီးကမဲ့ပြီးဝဲနောင်ဝဲနေရဗျာချိုရာကလည်းတော်တော်ချုံမဲပုံပြီပြောရင်တရေတောင်ကြလာပြီဗျာဟာကတို့ချက်နဲ့တင်မောပဲမှာမရှိတာကွာပါလေမင်းသူများချက်ကားနေတွားခုံမလို့လားပိုင်ပိုင်ကခေါင်းကြီးပြရီး အဘာမဲချက်အနောက်ကအိန္ဒနာအပြင်မှာတီးနေရဗျအဘာမဲကဒီအပြင်ကြီးရှိနေရကိုတတိထားမိပုံနဲ့မရဘူးတတိထားမိရင်မှဲတဲ့ထိထားပါမလားဗျဆန်ဆန်းမှာပေါက်နေအောင်ဆိုတော့သူ့အပြင်လေဟုတ်ချက်မှာဟုတ်မှာပါဗျဟာကဖြစ်ပါမလားကွာအဘာမဲချက်ကတည့်ရချောက်တဲတယ်နော် ဟာဗျကိုလင်းရလေအသက်ကြီးနေပြီအခုထိကြောက်နေရလားပန်ပန်ရဲ့စကား ကျုပ်ကိုစွာပေးလိုက်တယ်လို့ဖြစ်သွားတယ်။ကျုပ်လည်းကြီးကောင်ဝင်လာပြီဆိုတော့တိမ်မကြောက်ချင်တော့တာလေးပါတယ်။ဒါနဲ့ပဲဒီကောင်နဲ့အတူတူလိုက်လာခဲ့တာပါ။အဘာမဲခြံကြီးကိုပတ်ပြီးတော့အနောက်ဘက်ကိုသွားကြတယ်။အဘာမဲခြံအနောက်မှာလူမနေတဲ့ခြံကြီးတစ်ခုရှိတယ်။တဲမောပင်ကအဘာမဲရဲ့ခြံနဲ့အနောက်ဘက်ကခြံအဆက်ကြကရေမြောင်းထဲမှာပေါက်နေတယ်။တဲမောပင်ကြီးမှလည်းတဲမောသည့်ရှေ့ရှေ့ကြီးတစ်လုံးကဝင်းမဲ့နေတယ်။ပင်မဲဆိုတော့ အသက်ကောက်ချုံးမဲ့ပုံပဲဗျာအနာမဘသူမှလည်းမရှိတော့ဘူးဆိုတော့တင်မောသေးကိုအသာခိုးလိုက်တယ်ကျုပ်ကအောက်ကနေမတ်တက်ရက်ပြီးပိုက်ပိုက်ကကျုပ်ကိုပေါ်ခြေထောက်နှင်းတက်လို့ခူးလိုက်တာပေါ့တင်မောသေးကြီးစားရပြီဆိုပြီးပိုက်ပိုက်ကအဘာမဲကြီးချက်နေပြေးဝင်ဖို့လှုပ်တယ်ပိုက်ပိုက်ချက်နေမဝင်နဲ့တို့တွေပတ်သွားကြမယ်ပတ်သွားရင်ကြာမကိုလင်းရင်ဒီအားနေပဲဖြတ်သွားကြမယ်ဗျာဒီကောင်လေးကတော့ အကြောင်းနဲ့တစမ်းမအောင်မရှိခဲ့ကောင်းပဲဗျ။အဘမေးချန်တော့ကနေပြေးလာခဲ့ရင်တဏှာလျှောက်တော့တေပင်နေဘောကနေတရှဲရှဲအသက်ကြာရပြီ။အကောင်ကြီးတကောင်ကခုံဆင်းလာပါလေရော။အကောင်မဲကြီးကကိုလုံးကတော့ခတ်သေးသေးလက်နဲ့ခါးစားမှလင်းလို့တောင်းမှန်လို့လို့အပြားအချက်တွေကတွဲလောင်းကြီးကိုပါရီ။အဲ့ဒီအပြားကြီးနဲ့လေဟောင်းစီးပြီးတော့ကျုပ်တို့နားကိုကြာလာတယ်။တစ်ချိန်တည်းမှာပဲအဖမဲကြီးကတောင်းဝေးကြီးထောက်လို့ ိမ်နောက်ကနေထွက်လာတယ်ဗျာကျောက်တော့ကိုမြင်တော့ခါထောက်ကြည့်ရင်မင်းတို့ကတခိုးလေးတွေပါလားကွငါပင်မဲ့အသီးစားကြင်လို့အမဲခံထားတာကိုမင်းတို့ကလာခိုးတယ်ပေါ့မင်းတို့နောက်နောက်သူများပြည့်စည်ကိုမခိုးရဲအောင်တခါလေးပြညာပေးလိုက်မှရမယ်ထင်နေဟိုကောင်ပပန်ကတယ်မော်သေးကြီးပိုက်ပြီးပြေးပါလိရောအဖမင်းရခုနအကောင်ကြီးကိုကြည့်ပြီးလိုက်ကြဇန်းလို့ပြောလိုက်တယ်ဆိုရင်မင်းကျောက်တော့နောက်ကိုပြေးလိုက်တယ် ။တရက်ချင်းထမ်းမင်းကြီးပေါ်ကနေခူနာလိုအကောင်ကြီးတစ်ကောင်ကလွှာကနေပြုတ်ကျလာပြန်နေ။အရှိရပြေးနေတဲ့ပိုင်ပိုင်ကိုခုံးအုပ်ပြီးလက်ထဲကင်ထားတဲ့တင်မောသီးကိုပုတ်ချလိုက်။ပိုင်ပိုင်ကတင်မောသီးကိုပြန်လူချင်းနေရပြ။ကျောက်ကဒီကောင်လက်ကိုဆွဲပြီးအသက်ကောင်ပြေးထွက်လာခဲ့လိုက်ရတယ်။သူတို့ပြစီရတော့ကျောက်တို့ဆက်မလိုက်နိုင်တော့ဘူး။ကျောက်ဖြင့်အင်ရောက်တော့မှပဲတက်ပြင်းချနိုင်နေအင်ရောက်တော့ပိုင်ပိုင်ကငုံငုံငိုင်ငိုင်ကြီးကိုဖြစ်ရသည် အစတော့ဒီကောင်အကြောက်လွန်ပြီးလက်နေရလို့ထဲနေစကားသွားပြောရင်လည်းပြတ်မပြောတော့ဘူးရေးတိုက်တော့လည်းမတောက်တော့ဘူးအဝေးကိုငေးကြည့်ရင်ပေပြီးတော့ထိုင်နေအောင်ဒီကောင်မမမနာကို အဖွားကရဲမိသွားတယ်ဟဲ့ငလင်ပတ်မိုင်မှာဖြစ်နေရလေဘာပြန်မှမသိပါဘူးအဖွားကြီးညနှုတ်မမှန်ပြောစမ်းအပြန်လမ်းမှာနင်တို့တခုခုဖြစ်ခဲ့ကြတယ်မှလားကြုံမပြောချင်မိမိပြောလိုက်ရတော့တယ်အဖွားကကျုပ်ကိုထုပါလေရောဗျာ ငလင်းရဲ့နေရအကြီးဖြစ်ပြီးတော့ဥဆောင်လုပ်တယ်ပေါ့ဟုတ်လားငလင်းရဲ့နေရအကြီးဖြစ်ပြီးတော့ဥဆောင်လုပ်တယ်ပေါ့ဟုတ်လားကျွန်တော်လုပ်တာမဟုတ်ဘူးအဖွားရဲ့ဟိုကောင်ပပိုင်လုပ်တာဗျဟဲ့နေရအကြီးလေအငဲကိုတားရမယ်တောင်းဝင်ရှိလေဒီတိုင်းနေလို့တော့မဖြစ်ဘူးငါတို့အစောစီသွားမှဖြစ်မယ်ညနေမှထားဖောက်လာရင်ငါလည်းမလုပ်တတ်ဘူးအဖွားကပပိုင်လက်ကိုဆွဲပြီးထွက်သွားတယ်ပပိုင်က အသေးငယ်ကဲမဲ့နေတဲ့လူတယောက်လိုမျိုးငေါငေါငိမ့်လိုက်သွားတယ်။ကျုပ်လည်းအဖွားတို့အနောက်ကနေပြေးလိုက်လာခဲ့တယ်။အဖွားဆော့ကညနေစာစားတော့တယ်။အဖွားကအိမ်မောတက်သွားလို့အစောရေအာရောနာပါလေ။ဒီကောင်လေးဘာဖြစ်လာလဲမသိဘူးဟဲ့။အဖွားကပန်ပန်ကိုခြာပေးတယ်။အဖွားဆော့ကစာရင်တော့လို့အပမိလာတာတရေကက်လာတယ်တရေမရင်နေမီးဘာတွေရှောက်လို့သေးလဲ။ဘာမဲချန်နေကတင်မော်သီးကိုတွားခုချတာလေဟဲ့။ အောင်မလီနင်တို့ကလည်းတကယ်ပြဿနာအိုးဒုံးနဲ့သွားထိုးထားပါလားငယ်လေးငယ်အဖမဲရဲ့အကြောင်းနင်မသိဘူးလားအဖစောကလေကြောက်ကိုဖိစုထောတာပဲအဖစောကပိုင်ပိုင်ကိုကြည့်လို့သူ့ကိုဆက်မလုံနဲ့တော့နင်တို့စားချင်တောက်ချင်ငါကျွေးမေးကလေးကိုခွန်းလွန်လိုက်ကြပါဟဲ့နင်တို့စီအောင်ငမဲရမေးရင်ငါလှုပ်ပေးလိုက်တာလို့ပြောဟုတ်ပြီလားပိုင်ပိုင်ကခေါင်းညိနေအဖစောကသူစားနေတဲ့ထမင်းဘက်ကနေက ထမင်းတက်လို့ခတ်ယူတယ် အဲ့ဒီနေရာအဖွားစောတို့အိမ်မှာဝက်သားရင်ချက်တာထင်းနေအဖွားစောကပိုင်ပိုင်ကိုထမင်းတလောက်ခေါ်มาလေရောဗျာပိုင်ပိုင်ကပါစက်ကြီးဖြက်လို့ထမင်းလောက်ကိုအားရပါရစားရီအဖွားစောကဝက်သားရင်နဲ့ထမင်းနောက်တလောက်ထန့်နေပြီးတော့ခေါ်နေတုံးကတိတိခွန်းလို့လဲပြီးတော့ကဲသွားတော့လေဘာလို့နေရလဲလို့လေးတမ်းမမနဲ့ပြောလိုက်တာပိုင်ပိုင်တယောက်အရှိအောင်ငိုင်းဆိုင်ကြပြီး ကျမ်းမြင့်နဲ့နှက်ဖို့နဲ့ဒုံးကနေစောင့်သွားပါတော့တယ် အဖွားတော့ကျေးဇူးတွေတင်လို့ပေါ့ဟဲ့ကရင်မနင်တို့ညစာစားပြီလားမစားရသေးဘူးအစောရဲ့ဒါဖြင့်နင်တို့မြေအဖွားတွေတခါတည်းထမင်းစားပြီမှပြန်တော့အေးကျောက်ကအဖွားစောပန်ပန်းကိုဝတ်သားဟင်းနဲ့ထမင်းခွန်ကျွေးတွေကတည်ရကြရရင်အဖွားကဈေးတက်လေဈေးတည်ကျောက်တို့မြေတွေကိုလေလောက်ကျွေးနေရတဲ့လူဆိုတော့အိမ်မှာဝတ်သားဟင်းချက်စားခဲ့ပြီကျောက်တည်ရကြနေရနဲ့အဖွားစောထမင်းခေါ်ကျွေးရနဲ့ ကွက်ရီပဲပေါ့ဗျာအဖွားငင်းချက်မှသိရင်ကျုပ်ကတော့တခါတည်းလက်စေးပြီးတော့ထမင်းဝိုင်းမာတော်ဝဲထိုင်နေပါလေကျုံနဲ့ပိုင်ပိုင်ဝက်သားရင်းနဲ့ထမင်းစားလိုက်တာအဖွားစောအိမ်ကထမင်းနေပြောင်းမရောလားစားတော့ပြီးတော့အဖွားစောဟာသူ့သမီးဘက်ကိုလှည့်လိုက်တယ်ဟဲ့သမီးခြံနောက်ဖေးမှာတင်မော်သည်တီးနေပြီမှတ်လားတလုံးလုံးသွားခုခဲစမ်းပါ၏ဒီရငက်နှက်ကကျွေးမလို့၏အိုးအမရလေတင်မော်သည်တွေဟာ အစိမ့်နေပဲရှိသေးရမှာလားစိမ့်စိမ့်ကြက်ကြက်ခုခက်ဆိုခုခက်ပေါ့ဟိအဖောင်းစော့ရဲ့သမီးအပြိုအရချမ်းအနောက်ဖက်ကိုဆဲသွားလိနောက်တော့တင်မော်သေးကြီးတလုံးကင်လို့အိမ်မော်တက်လာလိတင်မော်သေးကကြီးရတော့တော်တော်ကြီးကြီးပါဒါပေမဲ့အစိမ့်တက်တက်ကြီးဖြစ်ရလိအဖောင်းစော့ကတင်မော်သေးကိုတစ်ချက်ကင်ကြည့်ရင်လက်မကလက်သေးနဲ့သုံးလေးချက်လောက်အသာထိုးကြည့်ရင်ပြီးတော့တင်မော်သေးကိုနှမ်းကြည့်ရင်မှဲ့နေပါပြီဟဲ့ ဒီမှာအနဲ့နောက်ထွက်နေပြီမဟုတ်ဘူးလားအဖွားစောလက်ထက်ကတင်းမော်သည်ဟာချက်ချင်းကိုမှဲ့သွားပြီအခွန်စိမ့်စိမ့်ကြီးပေါ်မှာအဝါရောင်အကွက်လေးတွေကပေါ်လာပြီအပြူကြီးကအိမ်မော်ကနေဆက်သွားပြီတင်းမော်သည်ကိုအစိတ်ကလေးတွေစိတ်ပြီးယူလာပြီကဲသုံးဆောင်တော်မူကြပါဦးမောင်မင်းကြီးသားတို့ရဲ့နောက်များစားကြေးအဖွားစောကို လာပြောကြဟုတ်ပြီလားသူများပြည့်စည်မခိုးချာနေသူများပြည့်စည်ခိုးတဲ့လူဟာအသက်တူတယ် ယောဂထူရီယောဂကြီးကြီးမားမားဖြစ်တတ်တယ်။စင်ရတရှိတတ်တယ်ကွကဲစားကြစားကြဟဲ့ကဲ့ရဲ့မနင်းလဲစားလိသင်မတိဟာချိုးလိုက်တာဟဲ့အဖွားစောကပြောလေပြောသူလဲတစိမ့်ောက်စားရီကျုပ်တို့အငတ်နှစ်ကောင်ကတော့အဖွားစောကြွေးတယ်သင်မတိတွေကိုအငမ်းမရစားလိုက်ကြပါလေအဘာမဲကြီးဆုံးမိတယ်ဗျသူ့အိမ်ထဲမှာတည်နေရသုံးရက်လောက်ကြာတော့မှ တွေ့တယ်ဆိုပြီးအဘာမဲကတယောက်သေးကိုနေတယ် သူသားသမီးတွေအချိန်တိုင်းအရွယ်ရောက်လို့အိမ်ောင်နေကြပြီးဟိုနဲ့ဒီနယ်တွေရောက်နေပြီးအဖမဲတေတော့သားသမီးတွေကိုအကြောင်းကြပြီးနိုင်ရေးလောက်တာပေါ့သားသမီးတွေကအဖမဲခြံကြီးကို အမွေခွဲပြီးယူဖို့လှုပ်ကြတယ်အဲ့ဒီမှာပြဿနာတက်တော့တာပဲဗျာအဖမဲအိမ်မှာ အိမ်မသူမှလည်းမနေရဘူးဘာလို့လဲဆိုတော့တရေကြီးတကောင်ကအိမ်ပေါ်မှာရောခြံထဲမှာရောတောင်းညမ်းနေရဆိုပြီးသားသမီးတွေတောင်မနေဝင်လို့ ိမ်ကိုပိတ်ထားတယ်။အရင်ကဖြတ်တော့ဖြတ်လာတဲ့လူတွေဆိုဘာမှမဖြစ်ပေမဲ့အခုတော့ဖြတ်တော့ဖြတ်လာပြီ။အဲ့ဒီတဲ့ရမဲမဲကြီးလိုက်လိုက်ဆွဲနေလို့ခွေပြေးဝက်ပြေးထွက်ပြေးရတာ၃ရက်လောက်ရှိပြီတဲ့ဗျာ။အဘာမဲရဲ့သားသမီးတွေကပရိတ်တွေဘာတွေရော့ဖုန်ကြီးတွေအင်ခေါ်ပြင့်ပြီးရွှေဖက်ကြပြီမဲ့တဲ့ရနှစ်ရက်ကြာရင်ဒီအကောင်ကြီးကပြန်ပြန်ရောက်လာတယ်ဆိုပဲ။လူတွေကတော့အဘာမဲကြီးမွေးထားတဲ့တဲ့ရကြီးတွေကတောင်းရနေအောင်ဖြစ်မယ်လို့ပြောတယ် နောက်ဆုံးတော့အပေါမင်းရဲ့တမီးကြီးကအဖေါ်ကိုဒီကိစ္စကိုလောက်တိုင်မယ်လေ။ခြံထဲမှာတရေကြီးကနင်းနေညာညာခြောက်လွန်းလို့ခြံကိုလည်းရောက်မရအမွေခွဲမရနဲ့ပြဿနာဖြစ်နေရပေါ့ဗျာ။အဖွားကလည်းအဖွားစောစီသွားဖို့လမ်းညွန်နေ။အဖွားကပဲအဖေါ်မဲတမီးကိုအဖွားစောစီလိုက်ဖို့ရတာပဲ။ကျုပ်တို့လည်းလိုက်သွားတာပေါ့။အဖေါ်မဲတို့ကြောင့်စေဝင်စားလို့တော့မဟုတ်ဘူး။အဖေါ်မဲတမီးကအဖွားစောအတွက်ဆိုပြီး မိသားစုမော်မုံကြီးကိုဝယ်ချလာရင်အဖွာစော့ကသူ့ကိုလာပေးတဲ့စားစရာတွေဖားရီဆိုကျောက်တို့ပြက်ကျူးတာပဲမှတ်လားဒါကြောင့်ဒီမိသားစုမော်မုံကကျောက်တို့အတွက်ပဲဆိုတော့တိလို့လိုက်သွားတယ်ထင်းတဲ့အတိုင်းပဲဗျာမော်မုံကြီးကိုကတော့ပြရနေအဖွာစော့ကချက်ချင်းဖောက်ပြီးတော့ကျောက်တို့ကိုလှက်ပေးတယ်ကျောက်နဲ့ပန်ပန်လေးမုံနေစားကြတာပေါ့ငငယ်ရအဲ့ဒီလိုမော်မုံတွေကဘစ်ကေးဆိုတာတိတ်စားရခဲ့တယ်မောက်စားရင်အဖွာစော့တို့ဘာရီ ပြောဆိုနေတယ်လဲဆိုတာနားထောင်နေမိငယ်အဖွားစောကအဖမဲတမီအခုချက်ချင်းအိမ်ပြန်လို့အိမ်ကောင်းရင်ကတပြေပြင်းကနေတပြေရွတ်တရွတ်ခူးခဲ့ခိုင်းနေအဖမဲတမီကလည်းတွားခူးပြီးတော့ပြန်ချလာတယ်ဗျာအဖွားစောကမြေပြုခဲတချောင်းနဲ့လေကားအတက်ဆင်းထိတ်မှဆက်ဝိုင်းပုံနေဆွဲတယ်ခုနကတေးရွက်ကလေးကိုလှမ်းယူပြီးတုံးလေးချက်မန်းမုံလို့စီဝိုင်းနဲ့ကမှောက်ခုံချထားတယ်အဖွားစောကအတန်နေအတန်နာနဲ့ဟဲ့ အခုလာတော့ငမဲမဟုတ်လားငမဲမဟုတ်ရင်တိရွက်ကိုလှန့်ပြအဲ့လိုပြောလိုက်တော့မောက်ကုန်ဖြတ်တဲ့တိရွက်ဖတ်ခနဲ့ကိုလှမ်းသွားပြီအဘာမဲသမီးစုတော်တော်ကိုကြောက်သွားပြီဟဲ့ငမဲနေသားသမီးတွေကို အမွင့်မပေးချင်လို့နေ၆လနေရလားဟုတ်တယ်ဆိုရင်တိရွက်လှန့်ပြဒီတခါတော့ငြိမ်နေတယ်နင့်ကိုတယောက်ယောက်ကပညာနဲ့မွေးထားတာလားတိရွက်ကဒီရတိုင်းမင်းအဖာစောက မဲခုံးနဲ့တခုပြီးတခုမဲတယ်။မှန်ရင်တေရွက်ကလမ်းသွားတယ်။မှားရင်တော့ဒီအတိုင်းကိုညှိနေတယ်။ဟဲ့ငမဲနင်ဥစ္စာပစ္စည်းတခုခုစွဲပြီးတရေဖြစ်နေရလား။ဒီလိုမဲတော့ဖက်ကန်နဲ့လမ်းသွားတယ်။မယုံတဲ့လူစု လေတိုက်လို့လမ်းနေဘဲကိုထင်မှာပါ။အဖွားစောကမျက်ခုံးပိတ်လိုက်တယ်။ဥစ္စာပစ္စည်းကိုစွဲလို့တရေဖြစ်ရတယ်ဆိုရင်တေရွက်ကိုသုံးညှိနှံ့ပြမှောက်ပြ။ဒီလိုမဲတော့ဖက်ကန်နဲ့ကိုလမ်းသွားတယ်။ မယုံတဲ့လူဆိုလေတိုက်လို့လမ်းနေပဲလို့ထင်မေးအဖါစောကညက်ခုံးပစ်လိုက်တယ်အဥ္စာပစ္စည်းကိုဆွဲလို့တရေဖြစ်ရတယ်ဆိုရင်တရွက်ကိုတုံးညင်နှံ့ပြမှောက်ပြတရွက်ကလေးကအဖါစောပြောတဲ့အတိုင်းလှန်လိုက်မှောက်လိုက်တုံးညင်ဖြစ်သွားလေလေတိုက်တဲ့ဆိုဒီလိုပဲဖြစ်မှလေတကယ်လို့လေတိုက်တာတောင်မှန်ရင်တရွက်ကထွားဆန်လို့ရှိတယ်စီဝိုင်းနေရနေအပြင်ထွက်သွားမယ်မှတ်လားအဲ့ဒီပစ္စည်းကိုနေသားသမီးကိုပေးခြင်းတလား တေရွက်ကလန်တော့ပြန်နေအဖွာစော့ကတဆင်ချင်းမင်းတော့မှသူ့မှာရွှေငွေပစ္စည်းတွေရှိတယ်လို့ပြောတယ်အရာတွေခြံထဲတနေရာမှာမြုပ်ထားတယ်အဲ့ဒီပစ္စည်းတွေကိုဖောက်ပြီးမောင်နှမသုံးယောက်မျှယူလိုက်ကြတယ်အဖွာစော့ကတပြည့်ရွက်ကလေးကို ထုံးနဲ့တစ်ချက်တိုးလိုက်တယ်ကဲရော့ဒီတရွက်လေးကိုနင်တို့အိမ်ရှိမှနေတည့်ထားလိုက်ငမေကပစ္စည်းရှိရနေရာပြလိုက်မယ်မနဲ့လင်းလို့တရွက်ကြတဲ့နေရာဟာ သူ့ပစ္စည်းတွေရှိတဲ့နေရာပဲအဖွားစောပြောတဲ့အတိုင်းတေးရွက်ကိုချူချသွားလေမနက်လင်းတော့တေးရွက်လေးရထမ်းမင်ကြီးရအရှိတ်တတောင်ကွာမှကြာနေရဲ့စုပဲဗျာအဖွားစောကထုံးနဲ့အမှတ်သားလုပ်ပေးလိုက်လို့တော့ဒီတေးရွက်ဖြစ်မှန်းသိရတယ်အရာနဲ့တူဖို့ကြည့်ရောဂျေကုတ်အကြီးတလုံးတွေ့တယ်ဆိုပြီးဂျေကုတ်ရဲ့ထဲမှာလဝဲလက်စားတွေနဲ့ရွှေတွေရရှိတယ်ရွှေချိန်90တာလောက်ရှိတယ်ပြောတာပဲဗျာဂျေကုတ်ရဲ့အောက်အဆက်မှာတော့ စေးတော့နေစေးရောက်တယ်အများကြီးပဲတဲ့ဗျအဘမေကသူ့ပိုင်းနဲ့ပစ္စည်းတွေတက်ခိုးတဝက်တွေလူမဆိုးရင်တို့ရေမြုပ်ပြီးဖွက်ထားတာလို့ဆိုပြီးအရင်ခေတ်ကလူကြီးတွေဓမြတိုက်ခံရမှကြောက်လို့ပစ္စည်းတွေဘာရီမြုပ်နဲ့ထားတတ်တယ်လို့ဆိုပြီးအဘမေတမေကဒီစေးတော့နေကို အဖွားစောစီကိုယူလာပြတယ်အဖွားစောကတေချာကြိုက်ကြည့်တော့မှတရေမွေးထားတဲ့စေးတော့နေအောင်လဲစေးတော့နေဖြစ်နေရတယ်ဗျအဖွားစောက အဲ့ဒီစေးတောင်းတွေကို သူစုပ်ပြစ်ပေးမယ်လို့ပြောပြီးယူထားလိုက်တဲ့တဲ့ဒီရဖြစ်တွေကိုတော့ကျောက်ကိုယ်တိုင်မြင်တာမဟုတ်ဘူးကျောက်ကကြောင်းသွားနေလို့အဖေကညနေပြန်ပြီးမှပြောပြတယ်အဲ့ဒီနောက်ပိုင်းတွေကအဘမဲခြံကြီးတဲ့မှာအဘမဲကြီးလည်းမရှိတော့သလိုသူ့မွေးထားတဲ့လင်းတို့လင်းမယားတရဲတို့ဘာတို့လည်းမရှိတော့ဘူးဗျာသူသားသမီးတွေကခြံကြီးကိုထုခွဲရောင်းချလိုက်လို့အခုဆိုရင်လူနေအိမ်နေဖြစ်ကုန်ပါပြီဗျာဒါကတော့ အဖာစောကဲ့တဲ့ပြေခဲ့တဲ့တည်ရမွေးတဲ့အဖာမဲကြီးအကြောင်းအမှတ်တရပေါ့ဗျဟုတ်ကဲ့ပါကျမတို့ channel ကထုတ်လင်းပေးခဲ့တဲ့ဇာတ်လမ်းကတော့ဒီမှနေပြည့်စုံခဲ့ပြီဖြစ်ပါတယ်နောက်ဆက်အပ်ပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်